VOA မြန်မာပိုင်းရဲ့ဓာတ်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွေကိုခਿੱတရရနာထားပြီးမကြာခင်ကာလမှာပြန်လည်ထုတ်လွှင့်သွားပါမယ်လို့မလ16ရက်နေ့မှာ VOA မြန်မာပိုင်းဌာနကတရားဝင်ကြေညာအသိပေးခဲ့ပြီးသတင်းထုတ်လွှင့်မှုတွေကိုရနာခဲ့ပါတယ်။လူလက်တဲ့အာရှအသံ RFA မြန်မာဌာနကလည်းအမေရိကန်အစိုးရထောက်ပံ့ငွေရက်စဲခံရပြီး RFA သတင်းလုပ်ငန်းတွေရပ်တန့်သွားနိုင်တယ်လို့မလ15ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ American ပြည်အောင်စုကမ္ဘာသတင်းမီဒီယာအေဂျင်စီ USAGM ပါဝင် အစိုးရဌာနခုနှစ်ခုမှရှိတဲ့လုပ်ငန်းတွေကိုရှော့ချပြီးဝန်ထမ်းတွေကိုလည်းအ ਨੇ ဆုံးအထိထားဖို့သမ္မတဒေါ်နယ်ထရန့်ကမက်လ၁၄ရက်နေ့မှာလက်မှတ်ထိုးပြီးညွှန်ကြားခဲ့ပါတယ်။ USAGM ဟာ VOE နဲ့ IFA အပါအဝင်အမေရိကန်အစိုးရကငွေကြေးထောက်ပံ့ထားတဲ့နိုင်ငံတကာသတင်းမီဒီယာ၅ခုရဲ့မိခင်အဖွဲ့အစည်းဖြစ်ပါတယ်။ USAGM လက်အောက်မှာရှိတဲ့သတင်းမီဒီယာ၅ခုဟာဥရောပအာရှနဲ့အရှေ့အလယ်ပိုင်းဒေသတွေမှာရုပ်မြင်သံကြား၊ရေဒီယိုနဲ့ ဒီဂျစ်တယ်သတင်းတွေကိုသက်ဆိုင်ရာဖတ်တာစကားအလိုက်ဖြန့်ဝေပေးနေတဲ့သတင်းဌာနတွေဖြစ်ပါတယ်။ဗမလိုက်ကူကသူသတင်းဌာနကမမြတ်တတပြောတာဟိုဘက်ကဒီဘက်ကမြတ်ပြောတာငါတို့ဘလော့ကတော်လိုင်းလေးလုံးလုံးကြားရဲကောင်းတယ်မကောင်းမကောင်းကောင်းလို့ပြတ်ပြီးပြောနေတာ။ဘလို့ကြည့်ရလဲဆိုတော့သူတို့မီဒီယာငတ်သွားတာပေါ့ကွာမီဒီယာငတ်တော့အမီအမြဲတမ်းလိုလိုကြာလိသတင်းလေးမနေ့ကြာရင်နားထောင်မယ်အဲညကြာလို့ရှိရင် နားထောင်လို့အဲ့ကျဆိုတော့ အဲ့တရင်းမကြရတဲ့ခါကျတော့သူတို့သူတို့အဟာရချို့တဲ့သူဖြစ်သွားတာဟောအဟာဘလို့ပြောရမှန်းတော့မသိပါဘူးကွာလဖေးတော့လိကြလို့လဖေးမသားတော့အဟာအဲ့လိုအဲ့လိုဒီဆက်လို့မျိုးလားမသိဘူးလဖေးနေလဖေးနေတော့လိကြလို့လည်းအချိန်ကလဖေးတော့လို့မတော့အချိန်ကတင်းနာမထောင်တော့အဲ့သူတို့မှာဟာတိဟာတာပေါ့သူငါလို့ဆိုလားသူဟာတိဟာတာဖြစ်သွားတာပေါ့ဘယ်လိုသူပြောပြတတ်ပါဘူးကွာအဲ့လိုဒီလိုပေါ့ ဟိုလောက်ကိုပေါ့အဖို့မောင်ဆိုတာဖွေးလာမမလာဘူးရေဘယ်လိုလဲဘယ်လိုလဲ Welcome to the Voice of America in Burmese VOA ဟာမြန်မာပြည်သူတွေအတွက်နှစ်ပေါင်း80ကျော်မြန်မာဘာသာနဲ့ထုတ်လွှင့်ခဲ့သလို IFA ကလည်းနှစ်ပေါင်း30ဝန်းကျင်ထုတ်လွှင့်ပေးခဲ့တာဖြစ်ပါတယ်။ BOE နဲ့ RFA ဟာဆီယနာရှင်တွေလက်ထက်သတင်းအမှောင်ချခံထားရတဲ့မြန်မာပြည်သူတွေအတွက်နားမျက်စိဖွင့်ပေးခဲ့ကြတဲ့သတင်းဌာနတွေဖြစ်ပါတယ်။ဆီယနာရှင်တွေဟာလွတ်လပ်တဲ့သတင်းမီဒီယာတွေကိုကြောက်လန့်ကြတဲ့အတွက်လွတ်လပ်တဲ့သတင်းမီဒီယာဌာနတွေနဲ့သတင်းတောက်တွေကိုစိုးစိုးရွားရွားနှိပ်ကုပ်ခဲ့ကြပါတယ်။2021ခုနှစ်ဆီယနာသိမ်းပြီးတဲ့အချိန်မှာလည်းလွတ်လပ်တဲ့သတင်းမီဒီယာဌာနတွေကိုစီးနင်းချိတ်ပိတ်တာသတင်းတောက်တွေကိုဖမ်းဆီးထောင်ချတာတွေလှုံ့ဆော်ခဲ့ပါတယ်။ ဆရာနာရှင်ဟောင်းဦးသန်းရွှေရဲ့နိုင်ငံတော်အေဂျင့်တာယာရင်းနဲ့ဝင်ပြိုးရေးကောင်စီနာအဖလက်ထက်မှာလည်းမီဒီယာကိုမီဒီယာနဲ့ပြန်တိုက်ရမယ်ဆိုပြီးစီမံချက်ချဝါဒဖြန့်ချီခဲ့ပါသေးတယ်။အဲ့ဒီတုန်းကမြမအတန်မြောက်ရီမြမအလင်းနဲ့ကြီးမွန်သတင်းစာတွေကတဆင့် VOA BBC ရန်တိုက်ပြီးနေသည့် RFA TVB သွေးထိုးနေသည့် Clausen အကောက်ကြံလေးလိုင်းတန်လူသက်သမားနားမယောင်လီနဲ့သတိထားဆိုပြီးပုံမှန်ဝါဒဖြန့်ထုတ်လွှင့်ခဲ့တာတွေရှိပါတယ်။ ။ဦးမြောကတတင်းမောကဘာတင်းတို့လည်းကဘာတင်းမောမြမတင်းတို့လည်းမြမတင်းမောအမှန်တော့မသိရတော့ဘူးကွာအကူရတော့အဲ့လိုရောချစ်တာလေ။အဲ့ဒါကြတော့လူပြည်တွင်တင်းပဲကွာတီတွင်သရာတော့အမှန်ကြားကိုရေးနေတဲ့နဲ့ဂျာနယ်စီစီကကွာအဲ့လားဒီဘက်ကိုတော့အားကိုရတော့မှာမဟုတ်ခစ်ဖက်တို့မြန်မာနောင်းကို AI ရီတို့ပေါ့ဒီကောင်းနေပဲကိုရီးယားတော့အခုတော့ဖန်ကြီးရတာပေါ့မပြောတော့နှစ်ယောက်ဘူးကောင်းနေပေါ့နော် ဗာနဲ့ကြာသွားအိမ်မှာတော့ကိုရူအသေးဟာတော့နားတောင်းမြန်ကွာသူတို့ဖီဝီတို့ဘာတို့အဲရိုဒရာရောမီနေဒီလေသူကတော့တိတ်ငတိလို့ပေါ့ကွာဂလိုပီလိုဟိုနမတီတော့လာလေသူလာဟိုတရင်တော့ရော်ရပိတ်သွားလဲကွာဒီဟက်ပါမိုင်းဗီဒရလာဟိုကလာတဲ့တရင်အမှန်ပိုင်းမသိရတော့ဟုတ်ကောနော် မြန်မာပြည်သူတွေဟာလူမှုကွန်ရက်တွေမပေါ်ခင်ဆယ်စုနှစ်တွေက BBC, BOA, RFA ရေဒီယိုသတင်းဌာနတွေကတဆင့်သတင်းတွေကိုရယူနားဆင်ခဲ့ကြရတာဖြစ်ပါတယ်။ခေတ်ဆက်ဆက်အစ်ကနာရှင်စနစ်ကိုတွန်းလှန်နေကြတဲ့နိုင်ငံရေးခေါင်းဆောင်တွေဟာဒီရေဒီယိုလိုင်းတွေကတဆင့်ပြည်သူတွေကိုသတင်းအချက်အလက်တွေပြီးခဲ့ကြအပြင်ပြည်သူတွေရဲ့လိုလားချက်တွေအခက်အခဲတွေကိုလည်းဒီသတင်းဌာနတွေကပဲမြန်မာနဲ့ကမ္ဘာပြည်သူတွေကိုလွတ်လွတ်လပ်လပ်ပို့ဆောင်ပေးခဲ့ပြီး ပြည်သူတွေနဲ့ဥဆောင်သူတွေကြားပေါင်းကူပြီးခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်လဲစစ်တပ်ဟာသူတို့ရဲ့ဝါဒဖြန့်ချီမှုတွေကိုစိတ်တိုင်းကျလှုပ်ဆောင်ခွင့်မရှိတဲ့အတွက်နိုင်ငံတကာသတင်းဌာနတွေဟာအလိညာတွေနဲ့ပြည်သူတွေကိုတွေးထိုးပြီးနေတယ်လို့ပြည်သူတွေကိုသူတို့ရဲ့ရုပ်သံလိုင်းတွေကသင်ဝါဒဖြန့်ခဲ့ကြတာဖြစ်ပါတယ်။အဲတော့နောက်ဆုံးတော့ငါတို့ငါတို့စစ်တပ်ကလို့ဘလုံးပြလိုင်းတွေကလာမပြီးဘူး။ဒီအောင်လာမသိဘူးလို့ပြောနေရတာပေါ့ဗျာ။ဟောလိုင်းမြားအဲလိုင်းမြားအဲလိုဆိုရှင်တော်တော်ပေါ်ပြီးတော့ဆိုရင်များလာတော့ကြပါ့မလား။ ဘာမှလည်းမရဘူးကြာအင်တာနက်နဲ့လည်းဝင်ကြတော့ line တော့ဘုံတော့ပဲပဲနဲ့ပြရတာမှမရှိကြတော့တော့ line ကိုပုံပုံနောက်ဆောင်တဲ့တယ်ကျွန်တော်မမမရဘူးကြာအဲဘလို့မဖြစ်မလို့မသိဘူးကျွန်တော်လောလောရမယ်ဒီလိုဆိုတော့လည်းဘလို့ VOA RFA ဘာဝဲမြန်မာဘာသာနဲ့ပေါ်ပြတင်ဆက်ပေးနေကြတဲ့ဌာနတွေဟာလူမှုကွန်ရက်တွေအားကောင်းလာတဲ့နောက်ပိုင်းမှာလည်းရုပ်သံနဲ့ online သတင်းတွေကိုအားကောင်းကောင်းနဲ့ဆက်လက်ပေါ်ပြပေးခဲ့ကြပါရစေ။ 2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ပြည်နယ်နဲ့တိုင်းအတော်များများကစစ်တပ်ကဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေကိုပါဖျက်တောက်လိုက်တာကြောင့်မြန်မာပြည်သူတွေဟာသတင်းမှန်ရရှိရေးအတွက်ရေဒီယိုသတင်းတွေကိုပြန်ပြီးအားကိုးနေကြရတာဖြစ်ပါတယ်။လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး VOA သတင်းဌာနမြန်မာပိုင်းမှာ16နှစ်ကျော်သတင်းတောက်ဖြစ်လုတ်ကင်ဆောင်ရွက်ခဲ့ဘူးတဲ့ဦးကျော်သိန်းကသူ့ရဲ့စိုးရိမ်မှုကိုအခုလိုပြောပြပါဗျာ။ဒီလိုဖြစ်သွားတဲ့အပေါ်မှာခုနပြောတဲ့စိတ်မကောင်းဖြစ်တယ် ဒေါသထွက်တယ်ဆိုတာအပြင်းကျွန်တော်ယင်လေးပါတယ်ကြောက်လဲကြောက်ပါတယ်ယင်လေးတာကတော့မြန်မာနိုင်ငံလူထုနော်တရင်တိပိုင်ခွင့်တတိယပိုင်တတိယပိုင်ခွင့်တွေထိခိုက်သွားပြီနော်ကြောက်တာကတော့အဲ့ဒီနောက်တော့မှပါလာမယ်ပုံဖြတ်တဲ့တရင်တွေလှုပ်ကြံတဲ့တရင်တွေနော်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်စစ်တပ်ဘက်ကအုံနဲ့ကျင်းနဲ့ဝါရဖြန့်နေတဲ့တရင်တွေပို့ပြီးတော့နော်နေရာတိတိကနေပြီးတော့ပို့ပြီးတော့အားကောင်းလာမယ်ဒီလုံရက်အတွေ့ဝမ်းတာမှာကတော့ဆရာနာရှင်မြန်မာနိုင်ငံနေနဲ့ပြောမယ်ဆိုရင် စစ်အာဏာရှင်ပဲဖြစ်ပါတယ်။ကြံတဲ့လူအားလုံးကတော့ဒါဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုစစ်နဲ့နိုးသူအားလုံးကတော့ဒီကိစ္စဒီအင်မတန်စိတ်ထိခိုက်ခွာရကောင်းတဲ့ဝမ်းနည်းစရာကောင်းတဲ့ရင်လေးခွာရကောင်းတဲ့ကိစ္စလို့ပဲကျွန်တော်မှတ်ချက်ပေးချင်ပါတယ်။ဟုတ်ကဲ့ဒီကိစ္စကိုကျွန်တော်ဒီမှာဆက်ပါ။နောက်ပါ